အားလုံးပဲမင်္ဂလာပါရှင် news hour chat စီစဉ်ရနေပြီးပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဆရာမန်ကဲနဲ့မြေကလေးရဲ့ music ပြလုပ်သွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါဆရာနာမည်လေးကိုပြန်လို့ပြဆက်ပေးပါအောင်ဟုတ်ကဲ့ကျွန်တော်နာမည်ကျတော့ Michael Farman တောင်ပြပါတယ်လက်ရှိအနေနဲ့ကျွန်တော် CS မှာ English စာသင်ကြားပေးတဲ့ဆရာနာမည်ကျွန်တော်ဆောင်းနေပါတယ် อะกุဆိုရင်တော့เนาะဆရာအနေနဲ့ဆိုရင်စာသင်ခဲ့တဲ့အတွေ့အကြုံလေးတွေရှိလားဆိုရင်လည်းအမားတို့ကိုဝင်ညပေးပါเนาะโอเคခင်ဗျာစာသင်ရဲ့အတွေ့အကြုံအနေနဲ့ကျတော့ကျွန်တော်တို့က experience အများကြီးဖြစ်ပါတယ်အာချောင်းသူချောင်းသားပုံမူတည်ပြီးတော့ဒရောစီမှာရှိရပါเนาะဒီ learning ပုံစံတွေ learning ပုံစံတွေကျွန်တော်တို့ကကြည့်ပြီးတော့သင်ကြားပေးပါတယ် ကျောင်းသူကျောင်းသားမှာတို့ဆီမှာအားနည်းချက်အားသာချက်ရှိရတဲ့ကျောင်းကျွန်တော်တို့ကဥပမာအနေနဲ့အချို့ကျောင်းသားတွေကဘာလို့ဖြစ်ဆိုလာနေတို့ကအများအပြားတို့ကစာလိုက်တဲ့အချိန်မှာအားသာရပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ကဒီဆိုအများကြီးပြပြရဲ့တချို့တွေကျတော့ Oreo Tree တော့ Oreo Tree ကျတော့တို့ကဒီအတားအနေနဲ့ပေါ့နော်အတားအနေနဲ့တို့ကပြင်ကြတဲ့အချိန်မှာကျွန်တော်တို့က Oreo အများကြီးပြပြရဲ့အားရတော့ပြရဲ့ပြောတချို့တွေကျတော့ဘာလဲဆိုတော့ Kind of Spectrum လို့ခေါ်ရပေါ့နော်ဒီ activity ပဲလုပ်ပြီးရဲအတန်းထမ်းမှာ game တွေဆော့ပြီးရဲအဲလိုမျိုးလုပ်ပြီးရဲအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကျောင်းသူကျောင်းသားပုံပြီးပြီးတော့ကျွန်တော်တို့တို့ရဲ့ဒီ learning ပုံစံကိုကျွန်တော်ကခံမှန်ပြောသင်ကြားပြရတဲ့ကြောင့်ကျွန်တော်က experience အနေနဲ့အတွေ့အကြုံအနေနဲ့ညာကြီးရှိခဲ့ပါတယ်အဲ့ဒီဆရာအနေနဲ့ဆိုရင်တော့အတွေ့အကြုံတွေကတော့တော်တော်လေးကိုများသွားတာပေါ့နော်အခုနောက်တစ်ခုနဲ့ဆိုရင်တော့ဆရာအခုကျောင်းသားတွေမှာဆိုရင်လေ တချို့အကြောင်းလားရာဆိုရင်စာသင်တဲ့အခါမှာလည်းအခက်အခဲလေးတွေအလိုမျိုးရှိတာတွေရှိရတယ်။အဲ့လိုမျိုးတွေဆိုရင်ဆရာအနေနဲ့ဘယ်လိုမျိုးဖြေရှင်းခဲ့ရလဲ။စာသင်တဲ့အချိန်မှာအခက်အခဲအနေနဲ့ကျတော့အနည်းအများရှိတာပေါ့နော်။ကျွန်တော်တို့ကတချို့အကြောင်းလားတွေကျတော့ introvert လောက်ခါတယ်။ဒါကြောင့်ဒီအများနဲ့စကားမပြောရတာတော့ဘာလို့ရှိရဲ။တချို့တွေကျတော့ extrovert အားအရာတော့ချင်တယ်။အဲ့အချိန်မှာကျွန်တော်တို့ကတို့ရဲ့ဒီ personality ya the background of chnawa ti chari ti pyo chnawa sanit ta chamma pyo tin ta ni bae pyo to ro ya learning style maka ba na to ya di level way alight system bi ya u ma chnaw basic sun basic ne kai ni ye lesson plan re system bi ye pre interest and pre ane kai ye lesson plan de chnawa sanit ta ta yi so pyo tin ta pyo a နောက်တစ်ခုကလေဆရာဆိုအခုဆိုရင်အတန်းထဲမှာဆိုရင်တချို့ကျတော့အင်္ဂလိပ်စာကြောက်တဲ့အကြောင်းတွေရှိတယ်။အဲ့လိုမျိုးအကြောင်းတွေရှိရဲဆိုရင်ဆရာအနေနဲ့အင်္ဂလိပ်စာကိုလေမကြောက်ရအောင်ပို့ပြီးတော့လွယ်ကူအောင်ဘယ်လိုမျိုးလေးတွေလေ့လာသင့်လဲဆိုတာကိုလည်းအကျဉ်းလေးပေးပါအောင်နော်။အင်္ဂလိပ်စာလေ့လာနေတဲ့လေ့လာနေတဲ့အကြောင်းတွေအနေနဲ့ပေါ့နော်သူတို့ကအင်္ဂလိပ်စာကိုကြောက်ကြတယ်။ကြောက်တဲ့အချိန်မှာသူတို့ကဘာဖြစ်တာလဲဆိုတော့သူတို့ထောင်မှာအများကြီးနဲ့လာကြတယ်အင်္ဂလိပ်စာဆိုခက်တယ်။ အင်္ဂလိပ်စာဆိုကျွန်တော်မရနိုင်ဘူးအဲ့လိုမျိုး trauma နဲ့လာတဲ့ချိန်မှာကျွန်တော်တို့ကသူတို့ trauma ကို heal ဖြစ်နိုင်အောင်ပေါ့နော်သူတို့ calm down ဖြစ်နိုင်အောင်ကျွန်တော်တို့ကအများကြီးလှုပ်ဆောင်ပြီးရဲ့အင်္ဂလိပ်စာဆိုမခက်ဘူးသူတို့သူတို့ဒီ daily life မှာအသုံးပြုရဲ့အင်္ဂလိပ်စာကိုသင်ကြားပြီးရဲ့ဥပမာသူတို့နေ့စဉ်နေ့တိုင်းမှာလုပ်နေကြအလုပ်တွေအရာတွေကိုကျွန်တော်တို့ကကြိုတက်အောင်ဒီတက်အောင်ဖတ်တောင်းကျွန်တော်တို့ကသင်ကြားပြီးရတဲ့အကြောင်း ဂျာလာတဲ့အချိန်မှာတောင်းတကြောင်းတာရကအင်္ဂလိပ်စာတော့မတောက်တော့ဘဲနဲ့သူတို့ရဲ့ self confidence လည်းတက်လာတယ်လို့အင်္ဂလိပ်စာလေ့လာခြင်းနဲ့စိတ်တွေသူရဲ့အင်္ဂလိပ်စာလေ့လာခြင်းနဲ့ motivation တွေအများကြီးတက်သွားမှာပါတယ်နောက်တော့လေဆရာအနေနဲ့လေဒီအကြောင်းအရာတွေဘာတွေမှာဆိုရင်လေ အချို့ကျောင်းသားတွေကြတော့နည်းနည်းလေးသူမိစာကိုအဲ့လိုမျိုးပေါ့ဟောလေးလာတဲ့အခါမှာရပြင်ဆင်တဲ့အခါမှာရအဲ့လိုမျိုးဆိုရင်အရင်ဆုံးဘယ်ကနေဒီလိုအကြောင်းအရာစပြီးတော့ပြင်ဆင်တင်တယ်လို့ဆိုတာအကျဉ်းဉ်လေးပြောနော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကအင်္ဂလိပ်စာလေးလာတဲ့အချိန်မှာပထမဆုံးအရေးကြီးတာကျတော့ဘောနော်ကိုယ့်ရဲ့ level ဒီလိုလောက်ပါတယ်ကိုယ့်က basic skill ကိုယ့်ဒီ basic level နဲ့ကန်ရဲ့ course တွေကျွန်တော်က လေ့လာရမှာဖြစ်ပါတယ်တကယ်လို့များကိုက pre inter elementary ဆိုတော့เนาะကို level နဲ့ကိုက်နေရဲ့ english a course way တင်ကြပြီးရဲ့တင်တန်းကျောင်းတွေ online class တွေလို့ကျွန်တော်တို့အရင်ဆုံးပေါ့နော်တွေ့ချေပြီးတော့တယောက်တင်တယ်တွေ့ချေပြီးတော့လေ့လာတင်တယ်လို့ကျွန်တော်မြင်နေပါတယ်ကိုယ့်ရဲ့ level လေးကိုသိဖို့ဆိုတာကဘယ်လိုမျိုးစမ်းသပ်ကိုယ့်ရဲ့ level ကိုသိနိုင်လဲဆိုရင်မှာဆိုတော့မော်တိုင်းပုံမှာအဘုတ်ဆက်အများကြီးရှိတာပေါ့နော် အဲ့ website ပေါ်မှာကိုကခု level နဲ့ထိုင်နေတဲ့ဥပမာ British Council ကနေတော့ low sense of peer level တွေ Duolingo ရဲ့ပြောဒီ PF set တွေများဒီ share ပေါ့နော်အဲ့ကနေတော့သစင်စစ်ဆေးလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကျောင်းမှာလည်းပေါ့နော်ဒီ English level ပေါ့နော် free အနေနဲ့လည်းလာရောက်အခမ်းနဲ့တော့စစ်ဆေးနိုင်ပါတယ်အော်အဲ့ဆို level တက်လေးတွေက free အလိုစစ်စစ်လို့ရတဲ့နေရာလေးတွေလည်းရှိပါဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့ပါရှင် ဆရာအခုလိုမျိုးဖြေကြားပေးတဲ့အကြောင်းအရာတွေပုံမှန်မူတည်ပြီးတော့လေအခုအမားတို့အဆိုရင်ဒီအင်္ဂလိပ်စာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာဆိုရင်တချို့ကြတော့လေလူမျိုးလေးရလေးရှိရဲ့အင်္ဂလိပ်စာခက်လားလူလွယ်လားအဲ့လိုအကြောင်းအရာတွေပုံမှန်လို့ဆိုရင်ဆရာအနေနဲ့ဘယ်လိုမျိုးကိုလေသုံးသပ်ချင်တဲ့အမျိုးပေါ့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့အင်္ဂလိပ်စာဆိုတာလုံးဝ ဖြစ်ပါဘူးကျွန်တော်တို့ကခုဘက်ကနေပြော consistency ပေါ့နော်လုံးဝမေးရမနာပဲနဲ့ဒီလာချင်တဲ့စိတ်ရင်ချချင်တဲ့စိတ်ဒီလိုချင်တဲ့စိတ်ရှိရဆိုတော့အင်္ဂလိပ်စာကတော့အရန်ကိုလွယ်ကူတဲ့ process ကတည်းကအတိတ်ကတော့အဲ့ဒါဆိုရင်တော့ကိုယ့်ဘက်ကလေးလာခြင်းနဲ့စိတ်ပြင်းပြရင်ပို့ပြီးတော့တည်ဖို့ကလည်းကူတာပေါ့နော်ဟုတ်ကဲ့ကဲပါရှင်။ဆရာနောက်ဆုံးအနေနဲ့လေးနှုတ်ဆက်စကားလေးပြောပြပါအောင်နော်။ဟုတ်ကဲ့ခင်ဗျာအခုလိုကျွန်တော်ဒီ mid well our teacher မှာပေါ့နော်ကျွန်တော် ်ရှင်နိုင်မဲ့ခွန်ကောင်းပြခဲ့တဲ့အတွက်ကြောင့်အကြောင်းပေါ်အနေနဲ့ရောပြီးတော့အခုကြည့်ပြီးသွားတဲ့အရောက်ချစ်စတဲ့အခုအတွက်တော့အကျိုးရှိမယ်လို့ကျွန်တော်မြင်နေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကဲပါရှင်ဒါဆိုရင်တော့နောက်အဆီဇင်မှာလည်းလေဘလူးမျိုးဆရာကြီးနဲ့မြူးဖြူလို့ကောင်းလဲဆိုတာကိုစောင့်ကြည့်ပြပါအောင်เนาะအားလုံးပဲဘိုင်ဘိုင်